ရန်ကုန်မန္တလေးအမြင်လမ်းမကြီးပေါ်မှာဇူလိုင်လ10ရက်နေ့တရက်ထဲမှာပဲရေမတော်တဆမှု3ကြိမ်ဖြစ်ပွားခဲ့တာကြောင့်6နှစ်အရွယ်ကလေးတဦးအပါအဝင်လူ9ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါဗျ။ဖြစ်စဉ်တွေမှာဇူလိုင်လ10ရက်နေ့နနက်စင်နာရီခွဲခန့်ကမြို့ကြောင်အမြင်လမ်းမကြီးရဲစခန်းအပိုင်းရန်ကုန်မန္တလေးအမြင်လမ်းမကြီးပေါ်မှာရန်ကုန်ဘက်မှနေပြည်တော်ဘက်ကမောင်းနှင်လာတဲ့ Highlands of ခဲပြာရောင်ရှင်ဟာအမြန်လမ်းမကြီးမိုင်းနိုင်အမှန်တရားတမိုင်းတက်ဖလုံးနဲ့နှစ်ဖလုံးအကြားလမ်းခွေကိုအရောက်မှာလမ်းခွေအားကွေ့နေတဲ့လင်းအောင်ချူကတာကြီးမောင်းနေလာတဲ့ကံပို125ဆိုင်ကယ်ကိုဝင်တိုက်မိခဲ့ပြီးနောက်ရှင်ဟာလမ်းမရဘက်ဘေးမှာကာယံထားတဲ့ကေဝေးတန်းတွေကိုထပ်မံတိုက်မိခဲ့ပါတယ်။ အဲ့ဒီရင်မတော်တဆမှုဖြစ်စဉ်ကြောင့် Highland Surf ရင်ပေါ်လိုက်ပါလာသူရင်မောင်းပါကြာနှအုံးမှာထိကြိုက်တဲ့အရာရှိခြင်းမရှိပေမဲ့လေစိုက်ကဲမောင်းနေသူလင်းအောင်ချူခေါ်တာကြီးဟာဥကောင်နောက်စီပေါပြဲတဲ့ရဝဲချီခြင်းဝကျိုးနှာခေါင်းသွေးထွက်တဲ့အရာတွေရရှိခဲ့ပြီးစိုက်ကဲနောက်မှာလိုက်ပါသူနှစ်ဦးဟာလေခြေတလုံးယိုကျိုးနဲ့ဝမ်းပိုက်အောင်နှာကျင်တဲ့အရာတွေအတိအကျရရှိခဲ့တာကြောင့်အတွင်းလူနာတွေအဖြစ်စိတ်ကူတမှုခံနေရတယ်လို့သိရပါဗျာ အရေးပြည့်စင်တဲ့ပတ်သက်ပြီးအမြန်လမ်းမကြီးပေါ်မှာတက်ရောက်မောင်းနှင်ခွေမရှိပဲမောင်းနှင်နဲ့ဆိုင်ကဲမောင်းနှင်သူကိုလင်းအောင်ချို့ကိုမြို့သားအမြန်လမ်းမကြီးရဲ့စခန်းကရင်ပါ38မြင်းဆောင်2010ပြည်မှုပေါ်မှာ338မြင်းဆောင်338အရာအမှုပွင့်အရေးယူထားပါတယ် မြို့ကြောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင်းမှာပင်ဇူလိုင်လ10ရက်နေ့မိုးလယ်တနာရီ9မိနစ်ခန့်ကလေအမြန်လမ်းမကြီးမိုင်းနိုင်အမှန်88မိုင်း6ဖာလုံးနဲ့9ဖာလုံးအကြားမှာရန်ကုန်ဘက်မှနေပြီးတော့ဘက်ကိုရင်မောင်းမင်းမင်းမောင်းနေလာတဲ့ hijack ခဲရမော်တော်ယာဉ်ဟာလေဝဲဘက်ရှေ့ဘင်းပေါရမှာအရှိန်မထိန်နိုင်ပဲလမ်းလေကျွန်းကတ်တုံးတွေကိုတိုက်မိပြီးနောက်လမ်းအောက်ရှေ့မြောင်းကိုကာယံထားတဲ့အုံနေရန်ကိုဆက်လက်တိုက်မိပြီးရင်မောင်းထက်ကိုထိုးချမှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ရင်မတော်တဆမှုကြောင့် hijack ရင်ပေါ်လိုက်ပါလာသူရင်မောင်း ပါကြာသုံးဦးအနက်နှစ်ဦးဟာမျက်နာနဲ့ရင်ဘတ်တို့အတိအသီးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီးမြို့ချောင်းတိုင်နယ်စေယုံမှာအတွင်းလူနာတွေဖြစ်စစ်ကူတမှုခံယူခဲ့ရတယ်လို့သိရပါဗျ။ ဒါအပြင်မိုးလဲတနအိခွဲခန့်မှာလည်းမြို့ကြောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင်းမိုင်းတိုင်အမှန်82မိုင်5ဖာလုံးနဲ့6ဖာလုံးအကြားမှာရန်ကုန်ဘက်မှနှိပ်ပြီးတော့ဘက်ကိုရှင်မောင်းနှုတ်အပါဝင်ခီးတဲ့32ဦးလိုက်ပါလာတယ်။ရွှေမြေဆုံရန်ကုန်မြစ်ကြီးနားစိန်းဝါနီယခီးတဲ့တင်မှတ်လုံးရင်ဟာနောက်အင်ဂျင်ကန်အတွင်အပူလွန်ကဲရမှာဝါယာကျိုးကိုမိလောင်ကျမှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကြောင့်ရေမော်လိုက်ပါသူခရီးသည်တွေထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။နောက်စက္ကန့်အတွင်းရှိဝါယာတို့မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီရင်မတော်တဆမှုဖြစ်စဉ်တွေပတ်သက်ပြီးမြို့ကြောင်းအမြန်လမ်းမကြီးရဲစခန်းမှာမိုင်တိုင်းအမှတ်88မိုင်6ဖာလုံးအနီးရင်မတော်တဆမှုဖြစ်စဉ်မှာအိုက်ချက်ရင်မောင်းမင်းမင်းနဲ့မိုင်တိုင်းအမှတ်81မိုင်5ဖာလုံးအနီးရင်မတော်တဆမှုဖြစ်စဉ်မှာရွှေမြေဆောင်ခီးတဲ့တင်မှတ်လုံရင်မောင်းတို့ကိုသက်ဆိုင်ရာဥပဒေတွေနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျာ။